online ပေါ်မှာတော့ bronica က joshua ban ကိုတကယ်ကြိုက်နေတာဆိုပြီးတော့ဆွဆွဲခံနေရပါတယ်ဆွဆွဲမယ်ဆိုရင်လည်းဆွဆွဲခြင်းစရာပါပဲ bronica နဲ့ joshua man ရဲ့ဆက်ဆံရေးကအရင်တော့တော့ mount မှာဆက်ဆံရေးလို့အားလုံးကသိကြတယ်အမြဲတမ်းပဲ video call တွေလည်းပြောဖြစ်ကြတယ်တကယ်ကိုမှတယောက်နှစ်တယောက်အားပေးကြတာဗျ bronica ဟာသူနောက်ဆုံးထိုးခဲ့တဲ့ junior fedex နဲ့ပွဲမှာဆိုရင်လည်းဒါ joshua man ဘက်ကနေ bronica ရဲ့ပွဲကိုဆက်ဆက်မပြတ်စောင့်ကြည့်နေပြီး ပရိုနီကနိုင်ရတာနဲ့ဂျက်ရှာဘန်ကသူပြုံးနေတဲ့ပုံလေးကိုချက်ချင်းပဲเนาะ3မိနစ်တောင်မကြာလိုက်ဘူးဗျာအရန်ကိုပြောနေတဲ့အကြောင်းကို Facebook ပေါ်မှာပုံနဲ့တော့တင်လာခဲ့တယ်ပေါ့နော်ဒီတစ်ခါကျတော့ပရိုနီကကိုလေးပြီးတော့ခေါ်ပြီးတော့ဒါအာဘီစကားတွေတတော်လေးကိုချီးမွမ်းစကားတွေပြောသွားခဲ့တာကိုတွေ့ရတယ်အခုဂျက်ရှာဘန်ပွဲကြတော့လေတတော်လေးကိုအရန်ကိုပြောနေတယ်ဗျာเนาะအပြောဆုံးကတော့ကျွန်တော်ရဲ့ဒါပရိုနီကပါပဲเนาะနိုင်သွားပြီမမရေမောင်သေးတော့ဟာလား ဒါဂျောရှုအဘမောင်လေးရဲ့အင်ဂျီလက်ဆောင်ပေးရခြင်းနေတို့နော်သူနဲ့တွေ့ခွင့်ရခြင်းပြီးတို့ပို့စ်တွေမျိုးမျိုးသင်ပြီးတော့နော်ကျွန်တော်တို့ဒါဘရိုနီကာရဲ့ဒါဂျောရှုအဘပေါ်မှာစိတ်ဝင်စားမှုတွေကိုကျွန်တော်အနေနဲ့တွေးရတယ်ပေါ့နော်ပြီးတဲ့ခါကျတော့သူရဲ့စိတ်ဝင်စားမှုရအောင်တော့မင်းကလေးလိုပဲနေတော့မယ်အဆရှိဖြစ်ပေါ့ဗျာဒါအွန်လိုင်းပေါ်မှာဂျောရှုအဘနဲ့ပတ်သက်တဲ့အရာရာတွေဒါများစွာသင်လာခဲ့တာဖြစ်တဲ့အတွက်ဘရိုနီကာကတော့တကယ်ပဲဂျောရှုအဘကို ကြိုက်နေပြီလားဆိုပြီးတော့အများတစ်ခါကတော့ထင်ကြီးပြီးနေချပြီလေဖြစ်ပါတယ်ဂျော့ရှွာဘိုင်းရဲ့အနေထားကတော့ကြိုက်လေကြိုက်ချင်းစရာပါပဲဗျာတကယ်ကိုမကြခင်မှာတန်းကျွေတထေးလေးဖြစ်တော့မယ်ဒါ UFC မှာလည်းတကယ်ကိုမှဒါစန်ချိန်ကောင်းနေတင်ထားလိုက်ပြီပေါ့နော်အသက်23နှစ်အရွယ်လေးနဲ့ significant strike အများဆုံး fighter ဖြစ်တော့လကောင်းဒါ UFC flyweight တန်းမှာအသက်25နှစ်နော် fighter တွေတန်းမှာနိုင်ပွဲအများဆုံးနော်ရှစ်ပွဲနိုင်ပွဲ ရတဲ့ fighter ဖြစ်စမ်းချိန်သေးတယ်ဆိုတော့အများကြီးပါပဲဗျာပြောလို့မကုန်းပါဘူးเนาะဆိုတော့ Joshua Van ကတော့ကျွန်တော်ရဲ့ Brody Car တကယ်ကိုခြိုက်နေပြီလားမသိပါဘူးเนาะအဲ့ဒါကတော့ပြည်သက်ရဲ့အမြင်